ော်တို့ထိုင်းနိုင်ငံမှာနေပြီးတော့ကျွန်တော်တို့ budget ဘယ်လိုရှင်းတာမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျင်းနေတယ်။ကျွန်တော် share လုပ်ပေးသွားချင်ပါတယ်။ခုချင်းမှမြင်တဲ့နေရာတဲ့ကျွန်တော်ရေတန့်ဆက်ပါနော်အဲ့မှာကျွန်တော်ရေစားတတ်ထဲပါရောမယ်။အဲကျွန်တော်ရေစားထဲပါရောမယ်။တော့ဘူးတည်တည်နဲ့ဆိုနည်းနည်းတရားပြောရတာကတိလို့ကျွန်တော်ပူကြီးတစ်ခါတည်း တုံးလိုက်တယ်ဗျာဘူးကြီးနဲ့6လီတာဘူးကြီးနဲ့မလာဘူး။ဒါကြောင့်ကျွန်တော်ကျွေးဆေးလေးပေါ့ဗျာကျွေးဆေးလေးကျွန်တော်၄ဖက်လောက်အရင်ကျွန်တော်စမ်းထည့်ထားမှာဗျာ။ဒီကောင်ကလိုလေကျွန်တော်မစက်တင်ပေါ့ဗျာ။အပြူရတဲ့ခါမှာဒီအပြောင်ခလုတ်လေးကိုနိုင်လိုက်မယ်။အားကြီးကြပါဗျာ။ကျွန်တော်တို့အပြင်ကဆိုင်တွေမှာကျွန်တော်တို့ convenience store တို့ဘာတို့မှာ7 11တို့မှာဝယ်တောက်နေဆိုလို့ရှိရင်ကျွန်တော်တို့တလီတာဘူးတော့တလီတာခွဲဘူးတွေဆိုလို့ရှိရင်15ဘတ်လောက်ပေးရတယ် တည်နေဆိုလို့ရှိရင်ဆက်ပဲပေါ့ဗျာအဲ့ပတ်ဝန်းကျင်မရှိဆိုတော့ဒီမှာမှလည်းအာဘောနော်ဒီမျိုးဟိုလမ်းတော့လမ်းလာရင်းနဲ့အဲ့လိုမျိုးပေါ့ဗျာဒီအပါမင်းတွေမှာဆိုလို့ရှိရင်ဒီမျိုးရေတန်းဆက်တွေရှိပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ညာနေလို့ရှင်းလုပ်ပေးခြင်းဖြစ်ပါတယ်3ဘတ်3ဘတ်ကွဲတူတော်တော့ရက်ွားအဲကျွန်တော်ရက်လို့ရရပြန်တော့ဒါဆိုပြေွားတယ်ပြေွားကျွန်တော်ရက်ထားလိုက်နေတယ် ကျွန်တော်၃ဘတ်ခွဲနဲ့ရေ၆လီတာဘူးကြီးတစ်ခုရပါပြီ။